ားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျင်းပခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနေတိုင်းရွှေစည်းကတော့မနက်ပိုင်းမှာ950အကြာနဲ့စီးပွင့်သွားပါပြီဒီနေ့က26ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့မနက်ပိုင်းတိုင်းရွှေစည်းကတော့950ကျပါတယ်ပိုးစံကြောင့်တမ900ခန့်ရှိတဲ့တိုင်းရွှေအခဲစည်းဆိုင်ကရောင်းတဲ့စည်းက9850ငလခန့်တဲ့စည်းက9650လဝိညာဉ်အရှင်တို့ရောင်းဆိုင်ကရောင်းတဲ့ဈေးက9,550ဆိုင်ကလက်ခံတဲ့ဈေးက4,900 930ကိုတနမ96နဲ့ပေါက်ဈေးရှိပါတယ်။ဗမာရွှေတအောင်စားကိုဒေါ်လာ3264နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ32.84နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ဈာကိန်းလို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။ရခိုင် BSC ထိုင်းရွှေကတပတ်သားကို9950နဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရခိုင်လုံးပြတ်မပြတ်ပဲဆိုင်က9650ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝရင်တိုင်းလက်ခါလို့ရတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ထိရှိနေပါတယ်။ဤဝယ်တဲ့ထဲပေါ်မှာမူတည်သလိုအရောင်းနဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါဈေးနှုန်းက ပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတစ်ဖက်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်းက900ကျင်းလုံးဖြတ်ပြီးတဲ့အပြင်ကို2800ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ဒီနေ့မှာတော့ထိုင်းရွှေဈေးတွေကအကျဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမဲ့သူတွေအတွက်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် Cinex Clean Seco သခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က200၊၅ပတ်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ ဒိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေကရွှေအခဲကိုပဲဝယ်စုထားကြဘလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။ရွှေအခဲကအခုချိန်မှာဝယ်စုထားမယ်ဆိုရင်ပြောင်းချိန်ပြန်ရောက်တဲ့အခါမှာအမြင့်ဈေးနဲ့ပြန်ရောက်ရနိုင်ပါတယ်။ဒိုင်းရွှေစင်ငွေစည်းတွေကိုမြန်မြန်တင်ပေးပါရစေ။ဒိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကုကြမ်းမှခြင်းနဲ့ပြည့်စုံပြီးအန်ရဲကင်လို့ပြင်ရှင်းနိုင်ကြပါစေ။